ကိုဝန်ဆောင်တဲ့ချိန်မှာဘိုင်းအောင်နာဘိုင်းမအီမတာဖြစ်တာတွေကကိုဝန်ဆောင်မမီတို့နဲ့မထူးဆန်းတဲ့အရာတစ်ခုဖြစ်ပါလိမ့်မယ်။ပြီးတော့သိထားမှာကဒီကိုဝန်ဆောင်မှာဘိုင်းနာဘိုင်းအောင်တိုင်းဆေးကူညီလိုလားဒါမှမဟုတ်ဘယ်ချိန်မှာအရေးပေါ်လဲဆိုတာကိုသိထားဖို့အတွက်လိုအပ်ပါတယ်။အောင်မင်္ဂလာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် အားလုံးမသိထားတဲ့အတိုင်းကဝန်ဆောင်ပြီးစုံတာနဲ့တစ်ချိန်မဟုတ်တစ်ချိန်ဘိုင်းအောင်တာဘိုင်းနာတာမအီမတာဖြစ်တာလေးတော့ခံစားရပါလိမ့်မယ်ဒီလိုမျိုးဖြစ်လာတဲ့အခါမှာဘယ်လိုအချိန်တွေမှာဆိုရင်ပုံမှန်လဲဘယ်လိုအချိန်တွေဆိုရင်စိုးရိမ်ပြီးတော့ဆရာဝန်စီချက်ချင်းသွားရမလဲစီးတောက်ဖို့လိုလားအဲ့လိုအရာတွေကိုကိုကသိထားဖို့လိုတယ်အားကြောင့်မလို့ပုံဆောင်ချိန်မှာဘိုင်းမရီအမတာဖြစ်တာဘိုင်းအောင်တာရဲ့အကြောင်းရင်းတွေဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာတွေကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်။နံပါတ်1ကြက်သားဆဲဆက်မှုကြောင့်နာခြင်း ကိုယ်ဆောင်တဲ့ချိန်မှာဒီခလေးကလည်းကြီးလာတယ်ဒီတအိမ်ကလည်းကြီးလာတဲ့တော့ကြောင့်မလို့ခန္ဓာကိုယ်မှာရှိတဲ့ကြက်သားတွေကနေရာချဲ့လာတယ်အဓိကက round ligament လို့ခေါ်တယ်ဒီစီးဆက်နားမှာရှိတဲ့ကြွက်သားတစ်ခုကတခြားနေရာတွေပိုပြီးတော့ချဲ့ရတဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာဘိုက်အောက်ပိုင်းနာတာစီးဆက်ကြိုက်တာမျိုးတွေဖြစ်တတ်ပါတယ်နံပါတ်1 Breast and Hicks contraction ဒါကမိဖွားတဲ့အချိန်မဟုတ်ပဲတအိမ်တုညစ်ခြင်းပါ ဒီ Brandon Hicks contraction ဆိုတာကအပတ်30နာပိုင်းမှာကြုံတွေ့ရလေးရှိတဲ့ဒီ bite တင်းပြီးတော့ bite မအီမတာဖြစ်တဲ့ bite နာကျင်တစ်မျိုးဖြစ်ပါတယ်။ဒါမှသိထားမှာကဒီ Brandon Hicks ဆိုတာကမွေးခြင်းတို့နားနဲ့ bite နာနဲ့မတူဘဲသူကပေါ်လာလိုက်တင်းလာလိုက်ပြောက်သွားလိုက်ဆိုတဲ့ပုံစံမျိုးနဲ့နားနေပါလိမ့်မယ်။သူကအနားယူလိုက်ရင်ဒါမှမဟုတ်ကိုကနေထားတစ်မျိုးမျိုးပြောင်းပြီးတော့နေလိုက်တဲ့ဆိုလို့ရှိရင်တော့ဒီ Brandon Hicks contraction ကပျောက်သွားပါလိမ့်မယ်။နံပါတ်3အစာချေစနစ်ပြဿနာများ ဒီကိုယ်ဝန်ဆောင်တဲ့အချိန်မှာဒီကိုယ်ဝန်ဆောင်ဟော်မုန်းတွေကြောင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစာချေစနစ်ကလည်းနှေးဝတက်ပါတယ်။အဲအကြောင်းမလို့ဒီကိုယ်ဝန်ဆောင်တဲ့အချိန်ကပထမအဦးဆုံးကိုယ်ဝန်ဆောင်ဆောင်တဲ့အချိန်ကစပြီးတော့ဒီကိုယ်ဝန်ဆောင်ခလေးမွေးတဲ့အချိန်အထိအစာမကြေတာ၊ရင်ပြေတာ၊ရင်ကဲတာ၊ဗိုက်ကြီးပွားတာ၊ဝန်းချုပ်တာအဲ့လိုမျိုးလေးနဲ့ကြုံတွေ့ရတတ်ပါတယ်။နံပါတ်၄စိုးရိမ်ရတဲ့လက္ခဏာတွေခုနကကျွန်မပြောခဲ့တဲ့လက္ခဏာလေးတွေကတော့ဒါပုံမှန် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတုံတွေ့ရတတ်တဲ့လက္ခဏာပုံစံမျိုးတွေပဲဖြစ်တယ်။အခုဒီချက်လေးတွေကတော့သေချာသတိထားရမယ်။ပထမအဦးဆုံးဘိုက်ကရုတ်တရက်ပြင်းထန်စွာနာတယ်မခံမရနိုင်အောင်နာလာတယ်ဆိုလို့ရှိရင်သတိထားရမယ်။ပြီးရင်ဒီသွေးစင်းတာရေစင်းတာအဲ့လိုမျိုးတွေဆိုလို့ရှိရင်ဈေးအောင်ဈေးကချက်ချင်းသွားရမှာပဲ နောက်ဆုံးတစ်ခုကကြတော့ကိုယ်ဝန်ဆောင်သွေးစိတ်တက်တဲ့လက္ခဏာလေးပါဥပမာခေါင်းကိုက်တာတို့ဒီမျက်လုံးတွေရုတ်တရက်ဝါးတာတို့ခြေလက်တွေကဖောရောင်တာအစမတန်ပုံမှန်ထက်ဆိုင်အစမတန်ဖောရောင်တာတို့အဲ့လိုလက္ခဏာတွေရှိရဆိုရင်တော့ဒါကိုယ်ဝန်စိတ်တက်တဲ့လက္ခဏာဖြစ်တယ်အဲ့အကြောင်းမလို့စိတ်ယုံချင်းချင်းသွားရပါမယ်ကဲအခုတက်တာစီမဲ့နီးနန်းလေးကိုဆက်ပြောပြမယ်ဒီတက်တာစီရဲ့နီးနန်းလေးတွေကတော့ပုံမှန်ရိုးရိုး ဘိုင်းတင်းတာဘိုင်းအောင်တာဘိုင်းဝင်အီတာဖြစ်တဲ့အတွက်ပဲပြောပါတယ်ခုနကျမပြောခဲ့တဲ့စိုးရင်စီကလက္ခဏာတွေဆိုလို့ရှိရင်တော့စိတ်ယုံစီကန်းကိုသွားမှပဲတက်တာမှာပါနံပါတ်1အနှွေးဓာတ်ကိုကပ်ပါဒီဘိုင်းနာလာခါနာလာဆိုလို့ရှိရင်တော့ရေနွွေးလေးနဲ့ကတ်လို့ရှိရင်အနည်းငယ်တော့တက်တာပါလိမ့်မယ်သတိထားမှာကရေအပူချိန်မပြည့်မှုအတွက်တော့လိုအပ်ပါတယ်နံပါတ်2အသက်ရှူလေးချိန်ကန် ဒီဘိုင်းနာတဲ့ဘိုင်းအောင်တဲ့အချင်းမှာအသက်ရှူလေးကြီးကကောင်းကောင်းလုပ်တယ်ဆိုလို့ရှိရင်အနေငယ်တော့တတဆင်းနိုင်ပါတယ်ခါမမထိုင်ပြီးတော့နှာခေါင်းကနေပြီးတော့ရှူသွင်းပြီးတော့ပါးစပ်ကနေပြီးတော့ရှူထုတ်လုပ်တာတွေကအနေငယ်တော့တတဆင်းနိုင်ပါလိမ့်မယ် နံပါတ်3နေလဖက်ရည်တို့ပြားရည်နဲ့ရည်နွေးလေးနဲ့ပူပူလေးတို့အဲ့လိုမျိုးတောက်တာတွေကအနှိမ့်ငယ်တော့ဒီဘိုက်အောင်လာတဲ့တက်တာစီနိုင်တယ်ဒါမှသတိထားမှာကတနည်းကိုတစ်ခွက်နှစ်ခွက်ထပ်ပူပြီးတော့မတောက်တင်ဘူးနံပါတ်4အသီးနဲ့အသစ်သီးနဲ့အမြင်ပါတဲ့အစားတောက်ပြီးစားရမယ်ဒီကုံဝန်ဆောင်တဲ့ချိန်မှာဝမ်းချုပ်တာကပြဿနာတစ်ခုပါ အကုံဆောင်မိမိတိုင်းဝန်းချုပ်တဲ့ပြဿနာကိုကြုံတွေ့ရကြပါလိမ့်မယ်။အရေးကြီးတာကဒီဝန်းချုပ်တာကိုတတစီဖို့အတွက်စီးရီမတောက်ခင်စီးရီမတုံးခင်မှာဒီတတိစားတာတွေအမြင်တတ်ပါတဲ့အစားစာတွေစားကြည့်ပြီးတော့ပုံမှန်တိုင်းသွားဖို့အတွက်ကတိထားပါ။နောက်ဆုံးချက်ကတော့အနားယူပါ။ကုံဝန်ဆောင်တဲ့ချိန်မှာအနားယူဖို့အတွက်အရေးကြီးပါတယ်။ ဒီချိန်မှာအနားယူတဲ့ခါမှာခနာကိုကိုပက်လက်နေထားဖို့ပဲနဲ့ဘေးကစားအနေထားထားပြီးတော့အောက်ကခြေတော်ကိုဆန္ဒအပေါ်ခြေတော်ကိုကြွေးထားပြီးတော့တတောက်တတအနေထားနေခြင်းအဖြစ်ဒီဘိုက်အောက်မှုကိုလည်းတတစေနိုင်ပါတယ်။ဆီယံဝင်တဲ့ဘယ်ချိန်ပြရမလဲ။ကိုုံဆောင်တဲ့ချိန်မှာဒီလက္ခဏာတွေရှိရဆိုလို့ရှိရင်တော့စိုးရိမ်ရပြီးတော့ဆီယံဝင်တဲ့အများဆုံးပြတတ်တတ်ပါတယ်။တနာယီကို6ချိန်ထပ်ပို့ပြီးတော့ဘိုက်ကညစ်ညစ်ပြီးတော့နာနေတာအထူးသဖြင့်38ပတ်မတိုင်ခင်မှာဒီလိုပုံစံမျိုးနာနေရင် ွေးစင်းတာအရေတစိမ့်စိမ့်ဆင်းပြီးတော့ရေစင်းတာမျိုးတွေပြီးရင်ကလေးလုတာရုတ်တရက်နဲသွားတယ်မျက်စိကကြည်ရတာမုံလာတယ်ပြီးရင်ခေါင်းတွေအရန်ထိုးကြိုက်တယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုယ်မစိတ်တက်တဲ့လက္ခဏာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့စိတ်ယုံစည်းကံကိုချက်ချင်းသွားတက်ပါတယ်နောက်ဆုံးဒီကုန်းချောရမယ်ဆိုလို့ရှိရင်တော့ကုမဆောင်ကာလာကလပတဲ့ခီးစဉ်တစ်ခုလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ကလေးလေးကိုမကြခင်မှာမြင်တွေ့ရအောင်မယ်ဆိုရဲ့ တွက်ကြောင်းမလို့အဲကိုကအားကြီးစိတ်ကူးပြီးတော့ပျော်ရွှင်စရာနေ့ရက်တွေရောက်တော့မယ်ဆိုပြီးတွေးရင်ဒါကအကုံဝန်ဆောင်ကာလကပျော်ရွှင်စရာချိန်လေးပါဒါပေမဲ့အကုံဝန်ဆောင်ကာလမှာလည်းသတိထားမယ့်အရာလေးတွေရှိတယ်စိန်ခေါ်မှုတွေရှိတယ်အဲ့တော့မမေတို့အနေနဲ့ကိုယ့်ရဲ့ခံစားချက်ကစားပေးပါတကယ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကတခုခုမားနေပြီးတခုခုမနေလို့မကောင်းတော့ဘူးထင်တယ်ဆိုလို့ရှိရင်တော့ဈေးရုံသွားပြီးတော့ဆရာဝန်နဲ့ပြသရတာအကောင်းဆုံးပါပဲဒီမရဲ့ channel လေးကနေပြီးတော့ဒီမိခင်တဲ့ကလေးကျမ်းမာရေးကလေးကျမ်းမာရေး မျိုးသမီးကျမ်းမာရေးဘူသူတတွေကိုပြောပြပေးနေပါတယ်ရှင်အားလုံးပဲဒီလိုမျိုးဗီဒီယိုလေးတွေဆက်ကြည့်ကြသေးရဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။